မင်္ဂလာပါဗျကိုခိုင်း Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့သတင်းတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားတော့မှာဖြစ်ပါတယ်အဲကျွန်တော်ပထမဆုံးဆွေးနွေးချင်တဲ့သတင်းကတော့ဘာကာနဲ့ Champions League ပွဲစဉ်မတိုင်ခင်ကိုပါမားရဲ့ဒဏ်ရာပြဿနာကနေပြန်ကောင်းလာဖို့ကြိုးစားပေးနေတဲ့ Chelsea ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မူရင်းသတင်းမြစ်ကတော့ Standard Sport ကပါသတင်း headline ကို ဖက်လိုက်ုံနဲ့အားရစရာမကောင်းဗျ။စ조사ပေးနေရဆိုတဲ့အတွက်ကြောင့်ဒီစ조사မှုဟာအရာထင်လဲထင်မယ်အရာမထင်လဲမထင်ဘူးဆိုတဲ့သဘောမျိုးပေါ့နော်။ပေါင်ချန်တန်ရာဖြစ်တယ်ခွဲရမလားမခွဲရမလားမသိသေးတဲ့အချိန်နေမှာဒီကစားသမားကလည်းအသင်းနဲ့ဘယ်တော့ပူပေါင်းမယ်မပူပေါင်းဘာမှတိတိပပကျွန်တော်တို့မသိဘူး။တရင်ပြေဆုံးကပါလေ။ချက်စီရတဲ့ အသက်23နှစ်အရွယ်အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမားကိုးပါမောကိုဘာစီလိုနာနဲ့ရှင်ပြိုင်မဲ့ချန်ပီယံလိအုပ်စုပွဲတွင်မတိုင်ခင်မှာအချိန်မီပြန်ကောင်းလာဖို့အတွက်အစွမ်းကုန်ကြိုးစားပေးနေရလို့သိရပါဗျ။ပါမောကဒီနှစ်ဘောလုံးရတယ်မှာချယ်ဆီအတွက်ပြိုင်ပွဲဆုံး10ပွဲပဲကစားရပါသေးတယ်။အတွင်းကို9ခုနဲ့ဖန်တီးမှု2ချိန်ပြုလုပ်ထားပါဗျ။ဒီ10ပွဲဆိုတာကလည်း FIFA Club World Cup ကဒီပွဲတွေပါထည့်သွင်းပြီးတော့ ဟိုတွက်ချက်ထားတာပါဒါတောင်မှဆရာသမားငါးကိုးသွင်းပြီးတော့နှစ်ကိုးဖန်တီးထားတယ်ဒန်ယာကြီးနဲ့စော့နေရတော့မှနော်ဘယ်လိုဒီဂျန်လဲဆိုတော့အဲ့တော့ကျွန်တော်အပါဝင်ချယ်ဆီပရိသတ်အားလုံးအများစုလူတော်မပြတော့အားလုံးမျောလင့်ထားကြတာပါမပြန်လဲပါဝင်လာဖို့ပဲကျွန်တော်လည်းတော်တော်လေးလွမ်းနေပြီဘာကနဲ့ချန်ပီယံလိပွဲရလဲတိတ်မလို့တော့ဘူးဗျအခုပရီးမီးယားလိပွဲစဉ်၁၂နှစ်ရှင်ပြိုင်ကစားမယ်ပြီးတာနဲ့ဘာစလိုနာနဲ့ဂျာရဲ့ထဲမှာချန်ပီယံလိတွေ့မယ်ပါမအတွက် တပတ်လောက်ပဲအချိန်ရတယ်။ Chelsea စေးဘွက်အနေနဲ့ပါမားကိုပြန်ကောင်းလာဖို့လှုပ်ဆောင်နိုင်ပါမလား။ကျွန်တော်ကတော့တန်တရာဝင်မိတယ်။တကယ်လို့လုံနိုင်တောင်မှဒါကျွန်တော်တယောက်တည်းဖြစ်စီခြင်းနဲ့ဆန္ဒလေးပေါ့နော်။ရေတို့ကောင်းမှမှုတစ်ခုမဟုတ်ဘဲနဲ့ရေရှည်ကောင်းမဲ့ကျွန်တော်တို့ပြိတ္တတွေစိတ်ချမဲ့ ဟို recovery ပြန်ဖြစ်မှုလေးတော့လိုချင်ပါတယ်ထားပါတော့ဗျာစင်မီတို့တော့မဟုတ်ပါဘူးဟိုရေတို့ပေါ့ရေတို့ကုတယ်ပဲထားလိုက်ပါတော့ရေတို့အနေနဲ့ပြန်ကောင်းလာမယ်ဆိုရင်ရွှေကိုလေးအနေနဲ့ဘယ်အချိန်မှဒဏ်ရာပြဿနာပြန်ရသွားမယ်ကျွန်တော်တို့တတိချပြောလို့မရဘူးဘာကနဲ့ပွဲပြီးပေါင်ချဲပြန်လာလာလို့ထပ်ပြီးနားအောင်မယ်ဆိုတော့ပုံစံမျိုးတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်လေအဲ့တော့မထူးတော့ဘူးနားလက်စနဲ့နားပလိစီတော့2026နိစံပိုင်းမှာပါမယ်ဆိုရင်လည်းပါပလိစီအင်ပြအားပြနဲ့ရွှေကိုတယောက် ပြန်လဲပါဝင်လာတဲ့ပုံစံကိုပဲကျွန်တော်တို့ပြိသက်အများစုမျောလင့်မယ်လို့ထင်တယ်အခုတပွဲပါလိုက်အဲနှစ်ပွဲသုံးပွဲလောက်ကစားပြီးပေါင်ချန်တန်ရာကြောင့်ခဏနားလိုက်ဆိုရင်အဆင်မပြေပါဘူးကိုပါမားအတွက်ဒီဘောလုံးရာသီကတခြားဘောလုံးရာသီတွေထက်ပိုပြီးအေးပါတယ်ဘာကြောင့်လဲ2026ကဘာဖလားရှိလို့ပါကဘာဖလားကတော့တကယ်တော့ရှုပ်လို့မရတဲ့ပြိုင်ပွဲတစ်ပွဲနော်အဲ့ဒီကဘာဖလားရဲ့ခြေသွမ်းပြမှုမပြမှုပေါ်မှာမူတည်ပြီးတော့ဒီကစားသမားတွေရဲ့တန်ကြီးတွေကလည်းမြင့်တက်လာတာပါ အဲ့တော့ကြောင့်တဆက်ရနိုင်ငံတိုင်းကကစားသမားအများစုကကမ္ဘာဗလာကိုဝင်ရောက်ဆင်နွှဲခြင်းကြတာလည်းဖြစ်ပါတယ်။အခုဆိုရင်ပြောပြောဆိုကမ္ဘာဗလာချင်းပါဖို့နီးလာပြီးရွှေကိုးဟာချက်စီမှာပွဲကစားခွင့်မရသေးဘူး။ဒီတန်ရာပြဿနာကြီးကိုကောင်းလိုက်မကောင်းလိုက်ပုံစံမျိုးနဲ့တွားနိုင်မယ်ဆိုရင်ပွဲကလည်းကစားလိုက်မကစားလိုက်နဲ့ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။အဲ့ဒီအတွက်ကြောင့်တောမတ်စ်တူခဲအကြိုက်ဖြစ်စေဖို့ရွှေကိုးအနေနဲ့တန်ရာပြဿနာ အကင်းပြောင်ရှင်းပြီးမှသာချက်စီးတွန်ပွဲမများကစားပေးတင်တယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လည်းဒီဒဏ်ရာပြဿနာကိုတိတိပပမသိသေးတဲ့အတွက်ကြောင့်ချက်စီးတာဝန်ရှိတဲ့သူတွေကအခုဘာကာနဲ့ပွဲမတိုင်ခင်မှာဒီဒဏ်ရာပြဿနာကိုလုံးဝအရှင်းပြောက်ခြင်းအောင်ကုပေးလိုက်တဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ကတော့အကောင့်ပဲမျှော်လင့်ထားပါတယ်ခင်ဗျာ။ โอเคကျွန်တော်ညီကိုတွေဘလုံးမဲကစားခြင်းနေဆိုရင်တော့ senior တော့ချက်စီမှာမောင်း96 iback ခွန်ရှိကိုနဲ့ငါးတလုံးမစ်တို့ကို member တွေနေဖြစ်အပူစုကြီးနေယုံကြည်သွားကစားလို့ရတယ်အသေးသေးသိခြင်းနေဆိုရင်တော့ဘဘနံပါတ်399 893 18ကို380မှာဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်အချောင်းရလေးပေါ့เนาะပြောမယ်ဆိုရင် Estevan ကလည်း Estevan ပဲဗျာတော်တော်လေးကျန်းနေတာအခု Brazil လူရေးစဉ်အသင်းနဲ့ကစားခဲ့ရတဲ့ပွဲစဉ်၄ပွဲမှာ Estevan ရဲ့ twin goal က၅ goal ရှိလာပြီ။အိုးလန်ထွက်နေတာပဲ။ ဘရာဇီးလိုအသင်းမျိုးမှာအဲ့ဒါလောက်ထိတွင်းတာနော်တက်တန်းလိုက်အသင်းလည်းမဟုတ်လက်ရွေးစင်အသင်းကစားသမားကောင်းမြောင်များစွာရှိနေတဲ့ဘရာဇီးနက်ရှင်နယ်တင်းမှာနောက်ဆုံး၄ပွဲမှာတွင်းကို၅ဂိုးဆိုတာဒီတက်ရွယ်နဲ့ဒီပထမဆုံးရွေးချယ်ခံရတဲ့ပွဲစဉ်တွေမှာကစားတဲ့ခြေသွမ်းမျိုးနဲ့ရှင်မယ်ဆိုရင်တော်တော်ကျန်းတယ်လို့ပြောလို့ရတယ်အဲ့တော့သူနောက်ဆုံးတွင်းယူခဲ့တဲ့ဂိုးကတော့ဒါတနည်းကစားခဲ့တဲ့တူနီရှားနဲ့တစ်ဖက်တကူတည်ကြတဲ့ပွဲစဉ်မှာအဲ့ဒီတွင်းကိုတွင်းယူခဲ့တာပါအဲ့တော့အက်စတီဗန်ပေါ်တော့ခွင့်အနေနဲ့ ကစားတဲ့ပွဲစဉ်တိုင်းမှာဆိုရင် Steve Vaughn ဒီခြေသွမ်းပြနေတယ်ဆိုရဲသဘောမျိုးပဲဖြစ်ပါတယ်အဲ့နောက်ဆက်တွဲသတင်းရဒီ Chelsea ကလည်း Steve Vaughn ကိုကမ္ဘာအကောင်ဆုံးကစားသမားဆီးနဲ့မှာပါဝင်လာမယ်လို့ယုံကြည်ထားတယ်လို့သိရပါတယ်အဲ့ဒီသတင်းထဲမှာဆိုရင် Chelsea တာဝန်ရှိတဲ့သူတွေနဲ့နီးပြအဖွဲ့ဝင်တွေကအသက်၁၈နှစ်အရွယ်ဒီ Brazil ညာတောင်ပိုင်းကစားသမားလေး Steve Vaughn William ကိုလာမဲ့၃၀၀သည်အတွင်းကမ္ဘာအကောင်ဆုံးကစားသမား၁၀ယောက်ထဲမှာတယောက်အပါဝင်ဖြစ်လာလိမ့်မယ်လို့ယုံကြည်ထားကြပါတယ်အဲ့တော့ စတီဗန်ဝီလီယံဒီနှစ်ဘောလုံးရတဲ့မှာလဲချယ်ဆီအသင်းတို့က16ပွဲကစားပြီး၄ဂိုးသွင်းတကူဖန်တီးမှု ပြုလုပ်ပေးထားပါတယ်ဘရာဇီးလက်ရွေးစင်အသင်းကဂိုးတွေနဲ့ပါပေါင်းလိုက်မယ်ဆိုရင်တော့လူငယ်လူရဲ့ကစားသမားတယောက်အနေနဲ့တောက်ရန်ကျန်းတဲ့စတက်စ်တို့ပြောရမှာပါအဲ့တော့စတီဗန်ဒီ golden boy ကတော့တေချာပေါက်ဖြစ်ပြီဗျနော်လမင်ယာမဲရဲ့နောက်ပိုင်းမှာကဘာစင်ဝင်လာနိုင်တဲ့ပလေယာတယောက်ဖြစ်ပါတယ်အခုတော့ကဘာစင်ဝင်ဖို့ခြေတော်လေးကလှမ်းနေပြီဗျတခုပဲ ကျွန်တော်ဂယူဆိုင်စရာရှိပါတယ်တနည်းအားဖြင့်စိုးရင်စရာရှိပါတယ်အဲ့ဒါကဒဏ်ရာပြဿနာကြီးကြီးမားမရဖို့ပါတခြားလိတွေမှာဒဏ်ရာပြဿနာရခြင်းမရလိမ့်မယ်ဒါမဲ့ကျွန်တော်တို့ပရီးမီးယားလိအနေနဲ့ဒဏ်ရာပြဿနာသည်လူငယ်ကစားသမားတွေရောလူကြီးကစားသမားတွေရောဒုက္ခပေးလိပေးတာရှိပါတယ်အဲ့တော့သက်ဆိုင်ရာဘောလုံးကလပ်တွေမှာလည်းအကောင်းဆုံးလူငယ်ကစားသမားလေးတွေရှိပေမဲ့ဒီဒဏ်ရာပြဿနာမရရှိဖို့အတွက်ကလပ်တင်းတာဝန်ရှိတဲ့သူတွေကဂယူဒီဆိုင်နဲ့တုံးနေရပါတယ်အက်စတီဖောင်းကတော့ပို့လို့တော့ ဂူရဆိုင်သုံးပေးတဲ့ player မျိုးဖြစ်ပါတယ်။ဘာကြောင့်လဲသူရဲ့ dribbling တွေကပြိုင်ဘက်နောက်ခံကစားသမားတွေအရင်အာယုံနောက်ဆီရကောင်းတဲ့မက်ဆီရှုပ်ဆီရကောင်းတဲ့အတွက်ကြောင့်ဆွတ်ဆက်ပြီး sliding tackle တွေဖြစ်လို့ခြေတော့တစ်ခုခုဖြစ်သွားမှဖြင့်ကျွန်တော်တို့ယဉ်ကျိုးနေရပါအောင်ပဲ။ကျွန်တော်လည်းယုံကြည်ပါတယ် Stefan ဒီ now သုံးနှစ်တောင်မပအောင်နှစ်နှစ်လောက်အတွင်းမှာကဘာအဆင့်ကစားသမားတယောက်ဖြစ်လာနိုင်မှာကြောင့်သုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိရှိပြီးခဲ့တဲ့အတွက်အားလုံးအကျေးဇူးတင်ပါတယ်။